မင်္ဂလာပါရှင် AR ရဲ့တန်လွင်စီစဉ်ကနေကြိုဆိုပါရစေ။ဒါချမ်းမြည့်တဲ့အချိန်လေးဖြစ်ကြပါစေဗျာ။ခုနားဆင်ကြရမှာက AR ကအပတ်စဉ်စီစဉ်တင်ဆက်နေကြစနေသတင်းစကားဝိုင်းတန်လွင်စီစဉ်ပဲဖြစ်ပါလေ။ကျွန်တော်ကရင်းနေပါ။ဒီပတ်စကားဝိုင်းမှာထိုင်းနိုင်ငံရဲ့ဆိုရှယ်မီဒီယာတွေပေါ်မှာအထူးသဖြင့်မြန်မာရွှေပြောင်းလုံသမားတွေကိုအမုန်းပွားစေမဲ့ရေးသားလှုပ်ဆော်ချက်တွေလှုပ်ဆောင်နေတဲ့ ထိုင်းမျိုးချစ်အဖွဲ့ကြီးအကြောင်းနဲ့ထိုင်းလူဖွဲ့စည်းကဘလို့တုံ့ပြန်မှုတွေလုပ်တယ်ဆိုတဲ့အကြောင်းကိုဆွေးနွေးတင်ပြမှာဖြစ်ပါတယ်။အဒီရင်းနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံမှာနှစ်30အခြေချနေထိုင်ခဲ့ပြီးထိုင်းနိုင်ငံတောင်ပိုင်းမှာရွှေပြောင်းအလုပ်သမားတွေရဲ့ကလင်းငယ်တွေကိုပညာသင်ပေးနေတဲ့ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED အဖွဲ့ရဲ့အမှုဆောင်ဒါရိုက်တာဦးထွချစ်ကိုကျွန်တော်ဆက်သွယ်မေးမြန်းထားပါတယ်။မင်္ဂလာပါကိုထွချစ် အေယာဝီရဲ့စနစ်သတင်းစကားဝိုင်းကထပ်မံကြိုးဆိုလိုက်ပါတယ်။ကိုထွချစ်ကျွန်တော်သိကြရတဲ့အတိုင်းပဲဟလာဒီလက်တလောနှစ်တွေအတွင်းမှာထိုင်းနိုင်ငံမှာ လူမျိုးကြားစန့်ကျင်ရေးအစုအဖွဲ့တွေကိုတွေ့လာနေရတာပေါ့နော်။အထူးသဖြင့်ဆိုရှယ်မီဒီယာတွေပေါ်မှာလှုပ်ဆော်ဖြန့်ချီရေးသားတာတွေပုံများ လာနေတာကိုလည်းကျွန်တော်တို့တွေ့နေရတာပေါ့။အသူတို့အစုထိုင်းမှာမြန်မာတွေ6တက်သမ8တန်းလောက်ရှိနေတဲ့အခါမှာကြတော့ မြန်မာစန့်ကျင်ရေးတွေကလည်းထိတ်ဆုံးကပါနေတာပေါ့ဗျာအဒီလှုပ်ရှားမှုက ထိုင်းနိုင်ငံရေးမှာပင်မရေစည်းကြောင်းတစ်ခုဖြစ်မလာသေးပေမဲ့အကဘာနိုင်ငံရေးမှာအထူးသဖြင့်တော့အမေရိကန်နိုင်ငံမှာ anti immigrant sentiment ရွှေပြောင်းချေချနေထိုင်သူတွေကိုအမုန်းပွားစန့်ကျင်တဲ့အမြင်သဘောထားတွေအရန်အကောင်းလာနေတော့အထိုင်းမှာလည်းသူတို့တွေအကောင်းလာမလားဆိုတဲ့စိုးရင်ချက်ရှိနေတာပေါ့ အကိုထူးချစ်ဘယ်လိုမြင်လဲဗျဒီအဖွဲ့တွေအားကောင်းလာနိုင်လားဗျဟိုကျွန်တော်ကျွန်တော်တို့အနေနဲ့ပေါ့ဗျာကျွန်တော်တို့အနေနဲ့လည်းဒီထိုင်းနိုင်ငံမှာနှစ်ပေါင်း30ကျော်လောက်အထိစပြီးတော့နေခဲ့ထိုင်ခဲ့ရတဲ့လူတွေပေါ့နော်ဒါကျွန်တော်တို့အတွေ့အကြုံတွေနဲ့လည်းနှိုင်းရှင်ပဲလက်ရှိကျွန်တော်တို့ကမ္ဘာခြေအနေကလည်းဟိုအခြေအနေလည်းပြောမယ်ဆိုရင်တော့ဟိုထိုင်းလူဖွဲ့စည်းအနေနဲ့တော့ဘာပဲဖြစ်ဖြစ်ဗျာဒါမတူကွဲပြားခြင်းတော့ငြိမ်းချမ်းစွာဥရောပနေထိုင်ရေးဆိုတဲ့ဟာပေါ်မှာတို့တော်တော်အသားကျတယ်လို့ကျွန်တော်တို့အနေနဲ့မြင်ရတယ်ကျွန်တော်လွန်ခဲ့တဲ့ခြေအနေမျိုးမှလည်းကျွန်တော်တို့အဲ့လိုမျိုး ဟိုခွဲခြားဆက်ဆံတာတို့နှိမ့်ချခံရတာပေါ့เนาะကျွန်တော်နိုင်ငံသားတွေလည်းရှိခဲ့ပါတယ်ဒါပေမဲ့ဟိုအခုလိုမျိုးတော့ဒီလောက်ကြီးဟိုပါပေါ့เนาะထင်းထင်းပေါ်ပေါ်ကြီးများများဆဆကြီးဟိုဆန့်ကျင်ရေးလောက်တာမျိုးတွေကိုအရင်တော့တော့မတွေးခဲ့ရဘူးအခုအစောပြောသလိုပဲအခုတနည်းနည်းနည်းဆိုတာထက်ပေါ့ဗျာအဓိကတော့ဟိုမြန်မာနိုင်ငံထဲမှာကျွန်တော်တို့2021ကအစ်အာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့အစုလိုက်အပြုတ်လိုက်ဝင်လာတဲ့အချိန်မှာရဲ့နောက်တစ်ခုကကျွန်တော်တို့အများအားသုံးနှုန်းတော့ပေါ့ဗျာ ဟိုရောထွေးတဲ့ရွှေ့ပြောင်းသွားလာမှုပေါ့ဗျာ miss migration ပေါ့ခါတိုင်းလူမျိုးဆိုလို့ရှိရင်တော့တာမန်လာလှုပ်ရှားတယ်ဟိုလက်လက်လက်စားအလုတ်ကျန်းလာလှုပ်တဲ့လူကအများစုလို့ပြောတဲ့အချိန်မှာလွန်ခဲ့တဲ့၄နှစ်နောက်ပိုင်းမှာကျတော့ကျွန်တော်တို့အစောကပြောတဲ့ဟိုတကယ်ကိုကျွမ်းကျင်ပညာရှင်တွေနောက်အကြီးအသေးစီးပွားရေးလုပ်ငန်းရှင်တွေနောက်တကယ်ကိုဟို professional ပေါ့ဗျာဥပမာပြဆေးပညာဆိုင်ရာပညာရပ်ဆိုင်ရာတည်င်းတောက်အဲ့လိုတွေကအများကြီးဟိုဝင်လာတဲ့အချိန်မှာတချို့ကိစ္စတွေမှာထိုင်းအစိုးရတတ်မှတ်ထားတဲ့ ဥပဒေတွေနဲ့လည်းဆန့်ကျင်တာဖြစ်တယ်လို့တချို့ကထိုင်းလူမျိုးတွေရဲ့တချို့စီးပွားရေးလုပ်ငန်းတွေကိုဟိုဘယ်လိုပြောမလဲမြင်သာထင်သာအောင်ဝင်ပြီးတော့လုပ်နေတာမျိုးတွေရှိတယ်ဟိုဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကတော့ဒါအခုလူမျိုးဒီမြန်မာပြည်နဲ့ဆိုလို့ရှိရင်တော့ဗျာဟိုမဖာတာလူဖြစ်မှာပေါ့ဗျာဘာသာရေးအဆွမ်းရောက်လူမျိုးရေးအဆွမ်းရောက်လူဟာမျိုးတွေတွေ့လာရတယ်ဒါပေမဲ့ဟိုကျွန်တော်အနေနဲ့ကတော့ဆော့ပြောဒီထက်ကြီးများလာမယ်လို့တော့ဒါကျွန်တော်တူရဲမြင်ရတော့မမျော်လင့်ခဲ့ဘူးဘာဖြစ်လဲဆိုတော့ထိုင်းမှာကလည်းကျွန်တော်တို့ ဒီရွှေပြောင်းလူသမားတွေဒုက္ခတွေတွေကိုဟိုဆာနာနားလေတယ်နိုင်ငံရေးရောလူသားစိတ်ရှိတဲ့လူသားဆန်တဲ့ကျွန်တော်တို့ဟိုနိုင်ငံရေးထိုင်းနိုင်ငံရေးသမားကြီးတွေရှိတယ်ထိုင်းပညာရှင်တွေလည်းကျွန်တော်တို့အများကြီးတွေ့တွေ့ခဲ့တွေ့နေရတယ်နောက်ပိုရေးကြီးတဲ့ထိုင်းလူ့ခွင့်ရေးလှုပ်ရှားတဲ့ activist တွေထိုင်းကျောင်းသားတွေရောနောက်တမန်ဟိုစီးပွားရေးလုပ်ငန်းရှင်တွေအားစားဗာပဲပြောပြောတာကိုမထောက်ခံတဲ့မျိုးတွေလည်းကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်နေပြောမယ်ဆိုရင်တော့အားကြီးဆိုးဆိုးဝါးဝါးကြီး ဟိုအမျိုးဒီရွှေပြောင်းလို့ဒီမှာစန့်ကျင်ရေးလုပ်ငန်းတွေကတော့အလောက်ထိမကြီးဖားလာဘူးလို့တော့ကျွန်တော်အနေနဲ့တော့ဟိုပြောလို့ရပါတယ်ကြာဟုတ်ကုထုရှိကနှစ်30အတွေ့ကြုံပေါ်အခြေခံပြီးပြောလာတော့ကျွန်တော်လဲကျွန်တော်အတွေ့ကြုံဖြတ်တန်းမှုပေါ်မှာမူတည်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ထိုင်းလူဖွဲ့စည်းကအင်မတန်ကိုတီးခံတတ်တယ်လို့ဆိုရင်ပါတယ်တဖက်နိုင်ငံကလူတွေတန်းပေါင်းများစွာ ကိုယ့်နိုင်ငံတည်းကိုဝင်လာတာကိုတီးခံပေါင်းသင်းပြီးတော့အတူရှင်တွဲနေထိုင်တတ်ကြတာကျွန်တော်တို့အတူယူသင့်တာပေါ့ဗျာနိုင်ငံကြီးကကြည့်မယ်ဆိုလို့ရှိရင်လဲထိုင်းနိုင်ငံကြီးမှာရှီအိုဇွဲကွန်ဆာဗေးတစ်တွေကအာဏာကိုထိန်းချုပ်ထားပေမဲ့လည်းအလူမှုရေးရာမူဝါဒတွေကိုကြည့်မယ်ဆိုလို့ရှိရင်ဆယ်စုနှစ်နဲ့ချီပြီးတော့တိုးတက်ပြောင်းလဲဖြစ်ထွန်းလာပြီးဖြစ်တာကိုကျွန်တော်တို့မြင်ခဲ့ကြရမှာဖြစ်ပါတယ် အဥမာဆိုလို့ရှိရင်ခလင်းငယ်တိုင်းပညာသင်ကြားခွင့်ရှိရမယ်ဆိုတာမျိုးကျွန်တော်တို့ပထမအကြိမ်ထိုင်းကိုဟိုဆက်ရောက်ပြီးတော့တွေ့လာခဲ့ရတာဟုတ်အခုဒုတိယအကြိမ်ထိုင်းကိုပြန်ရောက်လာတော့လဲအစေးချုပ်ကိုတရားဝင်လောက်တာ same sex လိင်တူလက်ထပ်ခွင့်ပေးတာမျိုးလို့လို့ဥပဒေတွေလည်းထပ်တွေ့လာရပြန်တာပေါ့ဗျာနော်အခုဆိုလို့ရှိရင်ကာစီနိုလောင်းကစားလုပ်ငန်းကိုပါတရားဝင်လောက်ကင်ခွင့်ပေးဖို့ဥပဒေပြုတ်နေကြတာကိုလည်းကျွန်တော်မြင်ကြရတာပေါ့အဲဒီလိုမျိုး ခင်မိပြီးတော့ရှေ့ရောက်နေတဲ့လူအဖွဲ့အစည်းကအခုလိုလူမျိုးရေးအမုန်းတရားတွေကိုဘလို့တုံ့ပြန်တယ်လို့ကိုထုချစ်ပြောနိုင်မလဲဗျဒါတော့ကျွန်တော်ကတော့ရှင်းပါတယ်ကျွန်တော်တို့ကထိုင်းမှာမှတ်ပုံတင်ထားတဲ့ဒီ foundation တခုမလို့ပြောတော့မဟုတ်ဘူးကျွန်တော်ကတော့အမြင်ကိုအမြင်တိုင်းပြောကြရဖို့တော့ကျွန်တော်တို့ထင်တာဝန်ရှိလာပြီလို့ထင်တယ်ကျွန်တော်တို့အစောပြောတဲ့လွန်ခဲ့တဲ့အနှစ်20ပေါ့ဗျာ2005ခုနှစ်ဒါကြီးကခင်ဗျာထိုင်းလွှတ်တော်မှာကအစိုးရအနေနဲ့တရားဝင်ပြဋ္ဌာန်းထားတာပညာရေးသည်အလုံးအတွက်ဖြစ်ရမည် ဒါဒီ education for all ဒါကအင်မတန်မှအရေးကြီးတာဆိုလိုချင်တာကအဲ့မှာရေးထားတာရှင်းရှင်းလင်းလင်းပဲကျွန်တော်တို့ဒီမိဘတွေရဲ့တရားဝင်မှုမဝင်ဘူးဆိုတာတဲ့ထိုင်းနိုင်ငံမှာရောက်နေတဲ့နိုင်ငံခြားသားကလေးတိုင်းအားလုံးဒီထိုင်းကလေးတွေနဲ့တန်းတူကျွန်တော်တို့ပညာသင်ကြားခွင့်ရှိတယ်အခွင့်အရေးဖြစ်တယ်ဒါကအင်မတန်မှတန်ဖိုးကြီးတဲ့ကျွန်တော်တို့အခွင့်အရေးတစ်ခုဖြစ်တယ်နောက်တခြားကိစ္စတွေပေါ့ဗျာအစောပြောတဲ့ဆေးကြောက်ဟာတော့ဒီဒီဘက်မှာတောင်ဘက်မှာဆိုပိုတိတာတယ်ဗျာဟိုဘေးစာရွတ်လို့ခေါ်တယ်ပေါ့ အဲ့လိုမျိုးတွေရဆပြတရားဝင်ဟိုပြုတ်တော့တော့အေးရအဲဆိုတော့ကျွန်တော်အားကြီးတွေသူတို့ကဖြစ်တယ်နောက်တစ်ခုပို့ရေးကြီးတယ်ကျွန်တော်အခြေခံထိုင်းစီဝါရေးလုပ်ငန်းရှင်လေးတွေရဆဒီရွှေပြောင်းအလုပ်သမားတွေကြောင့်မလို့သူတို့သူတို့ရဲ့အကျိုးအမြတ်တွေသူတို့ရဲ့အကျိုးစီးပွားတွေဖြစ်ထွန်းလာတယ်ဆိုရယ်ဒါမြင်တာထင်တာလေအဲဒါကြောင့်မလို့ဟိုကျွန်တော်အနေနဲ့တော့ထိုင်းအနေနဲ့တော့ဟိုနိုင်ငံခြားဟုတ်လေဗျာဒါပွင့်လင်း ပြောမှဆိုဈေးရောင်းတယ်တကယ်ဟိုနိုင်ငံသားဒီ ခီးသွားလုပ်ငန်းအနေနဲ့လည်းအများကြီးဆက်ဆက်လုပ်တဲ့နိုင်ငံဖြစ်တယ်နိုင်ငံသားကိုလည်းကျွန်တော်တို့ကုန်စီကိုအများကြီးတင်ပို့တဲ့နိုင်ငံဖြစ်တော့သူတို့အနေနဲ့အဲ့လိုမျိုးအခြားလူခွင့်ရချိုးဖောက်တဲ့ဟာမျိုးတွေပြင်းပြင်းထန်ထန်တော့ဘယ်လိုမှလုပ်မှာမဟုတ်ဘူးဒါဒီကျွန်တော်တို့ရွှေပြောင်းလူသမားကိုချစ်ချင်းမုန်းချင်းဆိုတာထဲသူတို့ရဲ့အကျိုးစီးပွားတွေလည်းအများကြီးတိုက်ရိုက်ကောဟိုတွယ်ဝိုက်ကောဟိုထိခိုက်နိုင်တယ်အခုဆိုလို့ရှိရင်ဗျာကျွန်တော်တို့တချို့တွေဆိုတာပွင့်လင်းပြော policy ပါပြင်ဖို့လိုတယ်ဥပမာပြထိုင်းမှာဟိုစီးပွားရေးရောသူတို့ဈာမရေး အခြေအနေကောင်းမလို့လားမသိဘူးတို့ကဒီ senior citizen ခေါ်တာပေါ့ဗျာတက်ကြီးရွယ်ဦးတွေပုံများလာတဲ့ဒီနေရာမှာတက်ကြီးရွယ်ဦးတွေကိုပြုစုစောင့်ရှောက်ဖို့အစိုးရပြောတဲ့တနပြုအကူလိုမျိုးအိမ်ပေါ်ဟိုကလူမျိုးတွေအများကြီးလိုအပ်လာတယ်သူတို့မှလည်းသူတည်တနာလုပ်တယ်သူတို့ရှိရလူမျိုးတွေကအဲ့အလုပ်တွေကိုလုပ်မှာမဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်ရွှေပြောင်းလူသမားတွေကိုပဲခန့်ရမှာမလို့သူတို့အဲ့ဒီဟာတွေကိုဥပဒေရတော့မှာပဲပြဋ္ဌာန်းပေးဖို့ပြင်ဆင်နေရမျိုးတွေကျွန်တော်တို့တွေ့ရတယ်ဆိုလိုချင်တာကတော့သူတို့ diverse ဖြစ်တဲ့ဒီမျိုးပူးပေါင်းဆောင်ရွက်တဲ့အခက်အခဲရှိတယ်ဒါပေမဲ့ အစိုးရကျွန်တော်တို့ပြောခဲ့သလိုပဲတစ်ချိန်တည်းမှာပဲဟိုကျွန်တော်တို့တောက်ချောက်ပေါ့ဗျာဒီဟိုအမုံတရားပွားအောင်လုပ်နေကြတယ် အဲ့လိုမျိုးပေါ့ဗျာအစွမ်းအောက်လို့ရှိရင်လည်းပဲကျွန်တော်ခင်ဗျားစဉ်းစားကြည့်ဟိုမြန်မာနိုင်ငံနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့မှပဲဟိုမြန်မာနိုင်ငံအဲ့ဒီကိစ္စတွေကပိုတော့မှဆိုးသေးတယ်သိတယ်မလားသူများရဲ့ဟိုဘာသာရေးအဆောက်အအုံတွေဝင်ဖြစ်စည်းတယ်မီးရှို့တယ်ဖမ်းဆီးတယ်တပ်ဖြတ်တယ်ဒါမျိုးတွေတော့မှပဲလောက်တာပဲနောက်သူတို့ရဲ့ဟိုဘယ်လိုပြောနိုင်ငံသားတွေရဲ့ဆိုင်ရောင်းတဲ့ဆိုင်တွေမှာမဝယ်စားဖို့ကမ်ပိန်းထိဒါအစိုးရကိုယ်တိုင်ကခင်ဗျားကမကထာနဲ့စပွန်ဆာပေးပြီးတော့လောက်တဲ့ဟာမျိုးတွေတွေ့ရတယ်လीဒါတိုင်းမှာတော့ကျွန်တော်တို့အဲ့လောက်ထိဆိုးဆိုးဝါးကြီးတွေလောက်နေတာမျိုးကျွန်တော်တို့မတွေ့ဘူး တချို့အာနာပိုင်နေတော့မှပဲဟိုကျွန်တော်တို့ထွက်ပြီးတော့မျက်နှာပြပြီးတော့ပြောတယ်အေးအဖွဲတွေကိုမလုပ်ပါနဲ့တော့ဒါကိုလိုမှာလည်းဥပဒေစိုးမိုးရေးရှိတယ်ကျွန်တော်ပြည်နယ်ထဲမှာကျွန်တော်တို့မှာလည်းရဲရှိတယ်ကျွန်내အာနာပိုင်နေရှိတယ်ကျွန်တော်တို့သူတို့သူတို့ဆောင်ရွက်မယ်ဆိုတဲ့အထိတင့်တင့်ဒလင်းနေတချို့ထိုင်းအာနာပိုင်နေရဆထုတ်ဖို့ပြောရတဲ့အဆင့်နေအထိရှိလာတယ်ဒါတစ်ချိန်တည်းမှာပဲကျွန်တော်တို့စိုးရိမ်စရာဖြစ်တာကအခုအမျိုးအစားအစွန်းရောက်နေသည် မြန်မာနိုင်ငံမှာရှိတဲ့မဖတ်တာတွေတခြားတတိယနိုင်ငံမှာရှိတဲ့အလိုမျိုးအစွန်ရောက်နေတဲ့များဆက်ဆက်ပြီးတော့လည်းတချို့လုံနေတဲ့ဟာမျိုးတွေဒီကြားတာကြတော့အဲ့ဒါမျိုးကြတော့ဒဇုံတရားစိုးရိမ်မှုတော့ရှိပါတယ်ဒါပေမဲ့လည်းခိုင်းမှလည်းဘာပဲသူလူဖဲ့စီရလဲသူကလည်းသူပြန်ပြီးတော့ဗောနော်ဒီဟိုရွှေပြောင်းလူသမားတွေနဲ့ပတ်သက်တဲ့အခွင့်အရေးကိုဟိုလေးစားလိုက်လိုက်နာတဲ့လူဦးကြီးကလည်းအများစုဖြစ်နေတော့ဒါတွေကတော့ကျွန်တော်ထင်ပါတယ်တိတ်ရီရှည်မှာတော့ဟိုသူကလည်းသူတော့ဒဇုံတရားထိုင်းစိုးအနေနဲ့ဟိုဖြည့်ရှင်းသွားနိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်တယ် လက်ရှိမှာလဲထိုင်းအစိုးရကဖြေလဲဖြေရှင်းပေးနေတာကိုကျွန်တော်တွေ့နေရပါတယ်။အဲထိုင်းမျိုးချစ်အဖွဲ့တွေထိုးတင်နေတဲ့လမ်းကြောင်းကိုကြည်ရင်ဒီရွှေပြောင်းလုံသမားတွေဟာထိုင်းနိုင်ငံသားတွေစီကနေပြီးတော့အလုတ်ကိုလာခိုးတယ်ပေါ့ဗျာ။ဆိုတော့အဲ့လိုပြောဆိုနေတာကို တွေ့ရတယ်လို့မျိုးအမြမအရေးကိုပေါ့ဗျာ။ဒီရွှေပြောင်းလုံသမားတွေမကပဲနဲ့ဒုက္ခတဲ့အရေးမြမပြည်ရင်းပန်စစ်သားစုဆောင်ရေးကြောင့်ထွက်ပြေးရတဲ့လူငယ်တွေအရေးအထိပေါ့။ ်ဒီအရေးတွေကိုတက်တက်ကြွကြွာဆောင်ရွက်နေတဲ့ထိုင်းအတိုက်ခံပါတီပြည်သူပါတီကိုတောင်မှဗမာပြည်သူပါတီဆိုပြီးတော့တစိကတ္တကိုလည်းကျွန်တော်တွေ့ရတာပေါ့နောက်သူတို့ပြောတာကလည်းဒီထိုင်းနေမှာလည်းဒုက္ခရောက်နေတဲ့သူတွေရှိနေတာပဲဘာဖြစ်လို့ဗမာတွေကိုဦးစားပေးရမှာလဲဆိုတာမျိုးပေါ့နော်အဲအမေရိကန်ပထမပေါ့ဗျာအဲ့လိုမျိုးထိုင်းပထမဦးစားပေးရမယ်ပေါ့ အဲဒါကြောင့်လဲထိုင်းဆိုရကနေပြီးတော့သူ့နိုင်ငံသားစင်ရသားတွေရဲ့အလုတ်ကင်ခွင့်လန်းကိုကာကွယ်တဲ့အနေနဲ့ဘယ်အလုတ်ကင်ကလေးကိုတော့ရွှေပြောင်းအလုတ်သမားတွေကိုမလုတ်ရဘူးဆိုတော့တမချက်စီကံဥပဒေတွေလည်းထုတ်ပြန်ပြီးတော့ချိန်ကွညာညှိနေတာကိုလည်းမြင်ရတာပေါ့ဆိုတော့ကိုထူးချစ်ကောဘလို့သုံးသက်ချင်လဲဗျဟောသူတို့မှာတော့ဗျာဒါကလုံးထိုင်းဆိုအနေနဲ့တည့်ရတိုင်းပဲထိုင်းလူထုတယောက်ကနေပြီးတော့အကြောင်းကြားရတယ်ပေါ့နော်ပြဿနာတစ်ခုမြင်လို့အကြောင်းကြားရဆိုလို့ချင်းသူတို့ကတော့ ဟိုဘာပဲပြောပြောဒါသွားပြီးတော့ဒီအရေးယူမှုတွေဆောင်ရွက်ရတာပဲဆိုတော့အစိုးရလုပ်နေတယ်သူတို့ရဲ့ထိုင်းမျိုးချစ်တွေရဲ့ပြဿနာလည်းအဲ့ဒါပဲသူတို့ကထိုင်းစိုးရကတတ်မှတ်ထားတဲ့ရွှေပြောင်းလူသမားတွေလိုအပ်မဲ့အလို့မလိုအပ်မဲ့အလို့အဲ့ဒါတွေကိုသူတို့ကဆင်းရဲကြလိုက်လေးလာတယ်အခုဆိုပဲဒီမနေ့ပဲကျွန်တော်တို့ရှူတော့ဖြတ်သွားတယ်ပေါ့ထောက်တာဥမမာဟိုရနောင်းဖက်နဲ့ဖူကက်ဖက်မှာလာပြီးတော့ဟိုတချို့ဟာတွေမြန်မာတွေလုပ်နေတဲ့အရှိပြောင်းလူသမားတွေလုပ်နေတဲ့ဟိုစီးပွားရေးလုပ်ငန်းတွေမှာတွားပြီးတော့ထောက်ထားရအောင်သူတို့ကတွားပြီးတော့ဟိုအသွင်ယူပြီးတော့ ဆောင်ရွက်တဲ့ဝယ်ချမ်းနဲ့ပြီးလို့ရှိရင်ရဲခေါ်တဲ့ဖန်ခိုင်းတဲ့ဒါဒီဘီယိုပုံစံတွေတော့ရှိတယ်ဆိုတော့အစောပြောတဲ့ဟိုထိုင်းဆိုးအနေနဲ့ကလည်းအစောပြောတယ်ဒီသူတို့အရင်တော့ကတော့ဒီဥပဒေရှိပေမဲ့လည်းတချို့ဥပဒေတွေကသူကတိတိကျကျကြီးဟိုလိုက်ပြီးတော့အကောင့်တွေမဖော်ဘူးကျွန်တော်ဆိုလိုချင်တာကမြန်မာပြည်ဇေယောနာအခုမှမဟုတ်တာဟိုဟိုလွန်လွန်ခဲ့တဲ့နှစ်340တည်းကလည်းကျွန်တော်တို့ရှိတဲ့ချိန်မှတည်းကလည်းရောင်းနေတာပဲကိုယ်ပိုင်လုပ်ငန်းလေးတွေဟိုမထင်မရှားလေးတွေလုပ်တယ်ကျွန်တော်ပိုတိတာဆိုတာအစောကပြောခဲ့သလိုပဲလွန်ခဲ့တဲ့ သုံးလေးနှစ်ကနေစပြီးတော့ပေါ်ပေါ်ထင်ထင်နေလောက်လာလေရှိတယ်။တချို့သူတို့တင်ပြတယ်ထိုင်းဆိုးအနေနဲ့ဟိုတွေ့ခဲ့တဲ့အချက်လက်တွေကလည်းကျွန်တော်တို့ကိုယ်တိုင်လည်းမြင်နေရတာပဲเนาะဒီဥမာဖြစ်ကိုကျွန်တော်တို့ရှစ်ပြောင်းလို့သမားတွေကိုနှိုက်ကစားထိုင်းဆိုးရကတတ်မှတ်ထားတယ်ကျွန်တော်တို့ဥပဒေတွေကိုလေးစားလိုက်နိုင်မယ့်ဟာတွေကိုဟိုပြောင်ပြောင်တင်းတင်းနေဟိုကျူးလွန်နေတာမျိုးတွေကျွန်တော်တို့တွေ့ရတယ်ဒါဥပမာအဖြစ်ကျွန်တော်တို့ပြောတာ online ဈေးရောင်းတဲ့ကိစ္စတွေသူတို့မရောခိုင်းဘူးနောက်ပြီးတော့ဒီဟိုဈေးဆိုင်တွေမှာကျွန်တော်တို့ထိုင်းလုပ်ငန်းရှင်ဟိုထိုင်းလုပ်ငန်းရှင် နေရပဲအဓိကရောင်းရမယ့်ဟာမျိုးမှာတချို့ကြောက်လဲထိုင်းလုပ်ငန်းရှင်တွေရဲ့နာမည်ခံရတယ်ဒါပေမဲ့တကယ်တော့ကိုကိုတိုင်ကလည်းလုပ်ငန်းရှင်တွေအနေနဲ့ဟိုတထေးတွေလူမျိုးနဲ့သူတို့ဆောင်ရွက်နေတာမျိုးတွေသူတို့တောင်းတွေ့ရတာတွေရှိတယ်နောက်တစ်ခုကပို့ပြီးတော့ဟိုဆိုးတာကတချို့ကျွန်တော်တို့ဒီမြန်မာပြည်ကဒီတစ်ခေါက်မှလာတဲ့အချိန်မှာစီးပွားရေးကျွန်တော်ဆောပြောသလိုပဲစီးပွားရေးလုပ်ငန်းရှင်အငယ်အကြီးအလတ်အဲ့ဒါလေးတွေကဆိုအများကြီးပါလာတဲ့အချိန်မှာဒါဥပဒေမဲ့လို့ပဲပြောပြောပေါ့နော်ဒါတရားမဝင်မဲနဲ့သူတို့ကသူတို့ ကိုနီကိုဟာမြန်မာနီမြန်မာဟန်နေနဲ့ဒီစီးပွားရေးလုပ်ငန်းတွေကိုလာဆောင်ရွက်နေကြတယ်လက်ကျွန်တော်တွေ့ရတယ်အဲ့ဒါဒီကိုတော့သူတို့လိုက်ပြီးတော့ခါတိုင်းတက်ဆာလို့ရှိရင်တော့ဟိုဖိဖိစီစီလေးဟိုအေးအေးယူဆောင်ရွက်တာမျိုးတွေတော့ကျွန်တော်တို့ကတော့တွေ့ရတယ်ဒါကြောင့်မလို့တစ်ချိန်တည်းမှာပဲကျွန်တော်တို့ကအမြဲတမ်းပြောတယ်ဒီထိုင်းနိုင်ငံမှာချမှတ်ထားတဲ့ကျွန်တော်အခြေခံပေါ့နော်ဟိုကျွန်တော်ဆောင်ရဆောင်ရအချက်ကလေးတွေတော့ဒါစဉ်းစားလေ့လာတဲ့နဲ့ကျွန်တော်တို့လူမျိုးတွေနေနေရတာအဲ့ဒါပြီးတော့မှပဲဟိုအတတ်နိုင်စုံပေါ့ဗျာ သူတို့ရဲ့ဥပဒေတိုင်းတော့လက်ရှိကာလမှာကျွန်တော်တို့နေထိုင်ကြင့်ကြံတင့်တယ်လို့ကျွန်တော်အနေနဲ့တော့ဟိုပြောချင်တယ်ဗျာဟုတ်အရွှေပြောင်းလုံသမားတွေထိုင်းနိုင်ငံကိုအခြေချအလုတ်လုတ်နေကြတာကတော့1988စစ်အာဏာသိမ်းပြီးနောက်နှစ်တွေကတည်းကစတာပေါ့ဗျာ2021စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ရွှေပြောင်းလုံသမားတွေတင်တာမကတော့ပဲနဲ့ចောင်းသားတွေပညာတတ်တွေလူလက်တန်းစားတွေအပြင် ကိုတို့တိုက်ခန်းနေတောင်မှဝင်နိုင်တဲ့လူချမ်းသာတွေပါ ရောက်လာနေကြပြီဆိုတော့ထိုင်းနေရဲ့အမြင်ကပြောင်းလဲသွားတယ်လို့ဆိုနိုင်မလားဗျဟိုအစောပြောသလိုပေါ့ဗျာနှစ်ပိုင်းပေါ့တချို့ကလည်းကြက်ကြက်ကြက်ပြက်ပြက်နဲ့ဗျာဒီမြန်မာပြည်ရေးကိုနည်းနည်းကြရဲ့ဂယူတဆိုင်လေ့လာတဲ့နိုင်ငံရေးသမားစီဝိုင်းသမားတက်ကြွလှောက်ရှားသူတွေရှိတယ်အဲ့ဒါကြတော့ကျွန်တော်မြန်မာပြည်ရဲ့အခြေအနေကိုတို့ကအများအမ်းဟိုဘယ်လိုပြောမလဲအခြေအနေကိုတို့ကနည်းနည်းလေးသိနေတယ်ပေါ့ဗျာသိနေတော့တို့ကျွန်တော်တို့ဗမာ ရှင်းပြလို့သမားတွေဘာကြောင့်ဒီဘက်ကိုပြေးလာရလဲနိုင်ငံရေးသမားတွေဘာလို့ပြေးလာလဲဆိုတော့သူတို့ကတိတော့ဘာပဲပြောပြောတစုံတရာဟိုလူလူသားချင်းစာနာစိတ်ရှိတယ်လို့ဒါကကျွန်တော်တို့ပြောလို့ရတယ်နောက်တစ်ချိန်တည်းမှာပဲသူတို့အစွတ်ပြောတဲ့ဟာပေါ့စီးပွားရေးလုပ်ငန်းတွေကလည်းမြင်သားတယ်တချို့ကတွေကဟိုဥပဒေရဗျာတခြားနိုင်ငံခြားသားတွေလည်းလာလုပ်နေတာရှိတာပဲစီးပွားရေးအဲ့လိုမျိုးပုံစံမျိုးနဲ့ထိုင်းဥပဒေနဲ့ထိုင်းရှင်းနေနေတဲ့တခြားဆင်းတခြားဟိုတိုင်ပင်ဆွေးနွေးပြီးတော့လုပ်တဲ့ ဟိုစီးပွားရေးလုပ်ငန်းရှင်တွေရှိသလိုအခုကလက်လွတ်စပယ်ပဲဟိုစီးပွားရေးကိုကျွန်တော်တို့ဒီလုပ်နေကြတဲ့မြန်မာတွေလက်တချို့ကတွေ့ရတာဘူးရောမလို့အဲ့ဒါတွေကတော့အတိုင်တော်ရှိတယ်ဒါတချို့ကျတော့လည်းဟိုသူတို့ရဲ့တကယ်လုပ်ငန်းတွေကိုဝေယူရဲဆိုတဲ့ပုံစံမျိုးတွေအရဆဟိုဟိုဘာလို့ပြောမလဲဝေဖန်ပြစ်တင်ပြီးတော့ပြောတာတွေရှိတယ်ဒါလည်းအချို့များမှာကျတော့လည်းဟိုအဲ့လိုမျိုးပေါ့အစွတ်ပြောတဲ့ဈေးအောင်တဲ့ကိစ္စတွေဟိုတခြားစီးပွားရေးလုပ်ငန်းလေးတွေကိုတရားမဝင်လုပ်တဲ့ကိစ္စတွေကဒါသူတို့ရဲ့လုပ်ငန်းတွေကို ဝင်လုတ်တယ်လို့ပြောလို့ရတယ်တချို့ကျတော့လည်းကြဲကြဲပြန့်ပြန့်ကားတွေထောင်နေတက်စီတွေထောင်ပြီးတော့ဟိုအဲ့လိုမျိုးလုံနေတဲ့ဟာတွေလည်းရှိတယ်နောက်တစ်ခုပူဆိုးတာကထိုင်းနေပဲမဟုတ်ဘဲနဲ့ကို့ပမာချင်းချင်းသတင်းပေးတိုက်ကြမှုတွေလည်းအများကြီးပဲရှိလာတယ်ဒါဥပမာအဖြစ်ကျွန်တော်အစောပြောသလိုပေါ့ဗျာဒါစာတင်ကြောင်းတွေရှိတာတော့မှပဲကျွန်တော်တို့ဒါဂျုံတော့ရှင်းမှာပြောကျွန်တော်တို့အဖွဲ့စည်းနေနေဟိုးရင်တဲ့ဟိုကတရားမဝင်ဟိုတရားဝင်ကျွန်တော်တို့ ဟိုထိုင်းနိုင်ငံမှာကျွန်တော်မှတ်ပုံမတင်ခင်တည်းကကျွန်တော်တို့ထိုင်းတောင်ဝမ်းမှာကျွန်တော်ကျွန်တော်တို့ FED မဖြစ်ခင်တည်းကထိုင်းကိုးချောင်းရှိတယ်ကျွန်တော်ကအခုမှကျွန်တော်ကဟိုမြေကိုဝယ်လိုက်ပြီးတော့မှအဲ့ဒီကိုးချောင်းကိုစုပြီးတော့လုပ်တာအဲ့ဒီတော့ကျွန်တော်ဆက်ဆံမိုက်လည်းမှမရှိဘူးဟိုကျွန်တော်တို့ဘာမှလည်းမှတ်ပုံနေမရှိဘူးဒါပေမဲ့ထိုင်းလူမျိုးတွေရဲ့အစောနားလည်မှုလူသားဆန်မှုကကျွန်တော်တို့နေပြည်တော်မှာအများကြီးအကူအညီရတယ်ထိုင်းလုပ်ငန်းရှင်တွေတာမန်ထိုင်းလူမျိုးတွေတချို့ထိုင်းအာဏာပိုင်တွေထိုင်းအဖွဲ့အစည်းတွေထိုင်းနိုင်ငံရေးသမားတွေအားစဆိုလိုချင်တာက ဲ့ဒီအဆင်လာရှိခဲ့ပြီးသားကျွန်တော်တို့လွန်ခဲ့တဲ့20 30တည်းကကျွန်တော်တို့ကိုယ်တိုင်အဲ့ဒီအကျိုးကျေးဇူးတွေကိုခံစားရတဲ့လူတွေဘူးစားဖြစ်တယ်ဗောလေအခုအခုဖြစ်တဲ့ကိစ္စမှာကျွန်တော်အချို့ကနှစ်ပိုင်းပေါ့ဗျာဒါကျွန်တော်တို့ဟိုကိုပေါင်ကိုလန်ထောင်းဝဲပြောပြောပေါ့နော်အာမနာတန်ပြောမှာဆိုတော့ဟိုကျွန်တော်တို့ကိုနိုင်ကိုကသူများနိုင်ငံမှာလာပြီးတော့စီးမဲ့ကမ်းမဲ့လန်ဒီရာမျိုးတွေကျွန်တော်တို့တွေ့ရတယ်ဒါကျွန်တော်တို့အခက်ခဲရတော့ကျွန်တော်တို့ရှိတယ်တတ်နိုင်ဆုံးကျွန်တော်တို့ကတော့ထိုင်းဥပဒေနဲ့ထိုင်းနိုင်ငံတတ်မှတ်ထားတဲ့ဥပဒေတန်းတော့ကျွန်တော်တို့ကတော့ ဟိုနေမယ်ဟိုနောက်တစ်ခုကတော့ဒေသခံထိုင်းလူမျိုးတွေရဲ့အခြေအနေအစ်စ်တိုင်းမှာကျွန်တော်အစီအပြေချုံးမွေးအောင်ပေါင်းသင်းဆက်ဆံပြီးတော့နေမယ်ဆိုလို့ရှိရင်တော့အချို့ကပြဿနာတွေကအတတ်နိုင်ဆုံးဟိုညော့နေသွားမယ်လို့ကျွန်တော်အနေနဲ့တော့ဟိုပြောချင်ပါတယ်ဗျာအဒီနေရာမှာကျွန်တော်သတိရသွားတာကဒီထိုင်းမျိုးချစ်တွေတင်လာတဲ့လမ်းကြောင်းမှာတရားဝင် နေထိုင်လုတ်ကင်နေကြသူတွေကိုပြဿနာမဟုတ်ဘဲနဲ့တရားမဝင် နေထိုင်လုတ်ကင်နေကြသူတွေက ဒါပြစ်မှတ်ထားတယ်ဆိုတဲ့အချက်ပါပဲအတစ်ဆက်တည်းကျွန်တော်မြင်တာကတော့တရားမဝင်ဝင်ရောက်နေထိုင်တဲ့မြန်မာတွေကိုထိုင်းလောက်ဝကကဖမ်းပြီးတော့ရနောင်းကနေတဆင့်ပြန်ပို့ရမှာတပကန်းကော့တောင်းမှာစစ်တပ်ကစစ်သားစုဆောင်ရေးလုပ်နေတဲ့တရင်တွေကိုပါကြားနေရတာဆိုတော့အ ਨੇ ဆုံးထိုင်းဆိုးရကထုတ်ပေးနေတဲ့ပန်းရောင်ကတ်လိုမျိုးအလုတမအမှတ်ပုံတင်လိုမျိုးတရားဝင်အတိအမှတ်ပြုလက်မှတ်လေးတွေတော့ လှုပ်ထားတင်တယ်လို့ကျွန်တော်မြင်တာပေါ့ဗျာအရင်ကဆိုလို့ရှိရင်မြန်မာအစိုးရဘက်ကထောက်ခံချက်ပါမှလှုပ်ပေးမယ်ဆိုတာတောင်ဖြုတ်ပစ်လိုက်ပြီးတော့အခု short ပေါ့ပေးတာကိုလည်းကျွန်တော်သတိထားမိတာကိုဆိုတော့မြန်မာနိုင်ငံလဲချက်ချင်းပြန်မဖြစ်တော့မယ်မြန်မာတွေအတွက်ဆောင်းရံဆောင်းရံလေးဘာဒီများရှိမလဲကိုထုချေအချင်းချုပ်လေးပြောပြပေးပါလားဗျာအဓိကဆောင်းရံဆောင်းရံဆိုရဲကျွန်တော်နှစ်ပိုင်းပေါ့နော်ကျွန်တော်တို့ဒီမှာရှိတဲ့ဒီရွှေပြောင်းလူသမားကြီးလုပ်နေတဲ့အဖွဲ့အစည်းတွေပဲပြောပြောတခြားကျွန်တော်တို့ရဲ့ ကိုကိုကိုအစိုးရလိုပဲပြောနေကြတဲ့လူတွေပဲဆိုဆိုကျွန်တော်ကအဓိကထားမှာဒီထိုင်းလူဖွဲ့စည်းနဲ့ထိုင်းနိုင်ငံရေးသမားတွေရဲ့ဟိုစဉ်းစားချက်ထိုင်းပညာရှင်တွေရဲ့တွေးခေါ်ယူဆချက်ကျွန်တော်တို့ဘုံမှာဘလို့သဘောထားဆားတယ်ဒါလီယာသူတို့လည်းဒဇုံတရားတီမီခေါမိပြီလို့တော့ကျွန်တော်ဟိုနားလဲပါတယ်ဒါပေမဲ့အစောပြောလို့ဆော်မန်ရှော်ဝမ်ဆိုတော့ အစိုးရကိုရည်ပြောသလိုပဲကျွန်တော်အမြဲတမ်းပဲကျွန်တော်လှုပ်ဆော်မှုတွေလုပ်ပါတယ်တချို့အစိုးရကိုတချို့ထိုင်းကကျွန်တော်တို့ပုံမှန်ဟိုနားလေပြီးတော့ကျွန်တော်တို့ပုံမှန်တနားညင်တာစေရှိတဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေပညာရှင်တွေနိုင်ငံသမားတွေလည်းကျွန်တော်တို့ချင်းကပ်ပါတယ်ဟိုအဓိကတော့ကျွန်တော်တို့အစိုးရပြောတယ်ဒါကြောင့်မို့ထိုင်းနိုင်ငံလည်းဟိုအခုဆိုတစ်နှစ်တစ်ခါလူဖြစ်နေတယ်ဒီပန်းရောင်ဘတ်ကနေပြီးတော့ CI လုတ်ပြီးမှာတို့နော်ပန်းရောင်ဘတ်ဆိုတာဟိုကဟိုကအဲ့မှာအလုပ်လုပ်လုပ်ကလက်မှတ်လည်းရှိပါပြီဆိုတော့အဲ့ဒါလည်းလုပ်လို့ရတယ်ဆိုတော့တူတစ်ဖက်ပေါ့နော်အစိုးရကိုဟိုပြောသလို ျွန်တော်တို့မြင်တာကထိုင်းနိုင်ငံအနေနဲ့ကလည်းတရားဝင်ပေါ့ကျွန်တော်အစောကပြောသလိုသူတို့ကနိုင်ငံတကာ community ပေါ့နိုင်ငံတကာဟိုအိုင်နဲ့သူကဆက်ဆရတယ်ဆိုတော့သူတို့လည်းဟိုနာမည်ပြက်စရင်ဝင်မှာတော့တော်တော်ဆိုးရိမ်နေအခြေအနေရှိတယ်ဆိုတော့သူတို့ကလည်းအတတ်နိုင်ဆုံးကျွန်တော်တို့လူတွေကိုတရားဝင်မှုဖြစ်အောင်နှစ်ဆင်အခွင့်ရေးပေါ့ဗျာတရားမှုဒီထိုင်းနဲ့ရောက်ပြီးမှဟိုတရားဝင်လက်မှတ်လုတ်ခိုင်းတာရှိတော့ကျွန်တော်အနေနဲ့ကတော့ဟိုအတတ်နိုင်ဆုံးဘလို့ပဲပြဿနာဖြစ်နေထိုင်းဆိုးရွားကရန်ဖာရန်ကအခုလိုမျိုး ထုတ်ပြီးတဲ့တရားဝင်မှုလက်မှတ်တွေကိုတော့ရအောင်ကျွန်တော်တို့လှုပ်ထားစီခြင်းတယ်ဒါကိုဘယ်လိုရှောင်ရမလဲဆိုနောက်နောက်တစ်ခုကလည်းဟိုတချို့အဖွဲ့စည်းလေးတွေရှိတယ်တချို့ကျောင်းလေးတွေလည်းလှုပ်ချင်တာရှိတယ်ကျွန်တော်အဓိကအများအားပြောပါတယ်ဒေသခံထိုင်းအာဏာပိုင်ဒေသခံကနေစဖို့ဒေသခံကိုနေတဲ့ခြေရွာကိုယ့်ရဲ့ပတ်ဝန်းကျင်အာဏာပိုင်ထိုင်းလူမျိုးတွေနဲ့တတ်နိုင်ဆုံးတဟဇာတာဖြစ်အောင်နေရမယ် နေသင့်တယ်ပေါ့နော်ကျွန်တော်ဒီထိုင်းတောင်မှမှာတော့ကျွန်တော်လှုပ်ဆောင်မှုတွေလုပ်တယ်ဟိုသူတို့ရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းတွေသူတို့ဒေတာဖွံ့ဖြိုးရေးလုပ်ငန်းတွေမူရေးဆေးဝါးတာစီရေးလုပ်ငန်းတွေနောက်ပြီးတော့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေပြအမိုက်ကောက်တာတို့ဒီအဆွန်ပြပစ္စည်းသုံးဆွဲတဲ့ဟာဒီလုပ်ငန်းတွေမှာစအတက်နိုင်ဆုံးကျွန်တော်တို့ပူးပေါင်းဆောင်ရွက်တင့်နေဒါဒီထိုင်းဆိုရရဲ့ကျွန်တော်တို့ဟိုအာဂျင်တာလည်းဖြစ်တယ်ဆိုတော့အဲ့လိုမျိုးဒီနှစ်ဖက်ပေါ့ဗျာဒီလူဖွဲ့စည်းကြမှာတစ်ဖက်ကတော့ ဒီတဟဇာတာဖြစ်အောင်အတတ်နိုင်ဆုံးနေကြဖို့ကျွန်တော်အနေနဲ့မြေတားရတိုက်တွန်းခြင်းနဲ့နောက်တစ်ချိန်မှာပဲထိုင်းစုအနေနဲ့ရန်ဖာရန်ခါလှုပ်ပေးတယ်အခုဆိုတင်းတစ်ခါလောက်လှုပ်ပေးတဲ့ဒီဟိုလက်မှတ်တစ်ခုခုပေါ့ဗျာပန်းရောင်ဘက်ပဲခေါ်ခေါ်ဟိုသူတို့တချို့နေဆက်တွေမှာလည်းယာယီလှုပ်ပေးတဲ့တချို့လက်မှတ်တွေလည်းဟိုရှိလာနိုင်တယ်အဲအဲ့ဒါကိစ္စတွေပါကျွန်တော်အနေနဲ့တော့ဟိုတရားဝင်လက်မှတ်ရှိလို့ရှိရင်အချိန်တည်းမှာပဲထိုင်းစုအနေနဲ့ပြတ်ထန်းထားတဲ့ ဥပဒေရှိတယ်ကျွန်တော်အလုပ်သမားကာဝယ်တဲ့ဥပဒေတွေရှိတယ်နောက်ပြီးတော့လူမှုဖူလုံရေးရံပုံငွေကိစ္စတွေရှိတယ်အဲ့ဒီအကျိုးမြတ်တွေကကျွန်တော်တို့ရမယ်ပညာရေးကိစ္စကျန်းမာရေးဆောင်ရှားမှုကိစ္စဒီအလုပ်သမားတွေနဲ့ပတ်သက်တဲ့အခွင့်အရေးတွေရောကြီးကိစ္စတွေဒါတွေကဟိုတစ်ဆက်တည်းပေါ့နော်ဟိုရနိုင်တဲ့အခြေအနေရှိတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ကတော့အစွတ်ပြောတဲ့ဟာတွေကိုရှောင်မယ်နောက်တစ်ခုကအတတ်နိုင်ဆုံးတရားဝင်မှုလက်မှတ်တစ်ခုရအောင်လုပ်ပြီးတော့မှနေထိုင်ကြဖို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်ဟုတ်ကဲ့ ကျွန်တော်တို့ရဲ့စနေသတင်းစကားဝိုင်းတန်လှွင့်အစီအစဉ်ကိုအီမာရီမဲရန်နာဝင်ပြပါခင်ဗျာအစီအစဉ်ကိုအစဆုံးနားဆင်ပေးကြကြလို့အထူးကျေးဇူးတင်ရှိကြပါမယ်ရှိတဲ့ပတ်ဒီချိန်မှာပဲပြန်ဆောင်ကြအောင်မယ်နော်